လူကြီးမင်းတို့ကကျူးကျူးနဲ့မစိတ်မှုဆိုရင်ဒီလူကိုသိလိမ့်မယ်လို့ထင်ပါတယ်အတွေ့တော်တော်များများကဖာဒိမာဒီလူရဲ့ကွန်မတီရှိုးကိုသွားလေရှိပါတယ်ကွန်မတီရှိုးကိုလာတဲ့အတွေ့တွေကိုဖာဒိကနေနိုင်တဲ့ဖြစ်အောင်အောင်သွေးပေးတာပါအောင်သွေးပေးတဲ့ဆိုလို့လူကြီးမင်းတို့လို့ဆော်မရှိတဲ့သူတွေကိုဆော်ရှာပေးပြီးအောင်သွေးပေးတာမျိုးမဟုတ်ပါဘူး ါသမျှအတွေ့အတိုင်းကိုလည်း Friday ကနေ United ဖြစ်အောင်လုပ်ပေးတာမဟုတ်ပါဘူး။ယူဝဲကိုလာတဲ့ Page တွေတဲကမှ try ပြီး Comedy Pocket လောက်တာပါ။ကျွန်တော်ပြောပြပေးမှသူ့အကြောင်းဆိုတာထက်သူ့ရဲ့ Comedy Show အကြောင်းကိုပဲပြောပြပေးမှာပါ။ဒီလူဟာအဖေဘရာဇီအမေအီတလီလူမျိုးမှမွေးဖွားလာတဲ့ American နိုင်ငံသား Morgan Jay ဆိုသူပဲဖြစ်ပါတယ်။ Morgan Jay ဟာနုပညာမှာပတ်စုံတော်တဲ့အဆိုတော်တရုတ်ဆောင်ဟာသပညာရှင်ပဲဖြစ်ပါတယ်။ Morgan Jay ဟာ2019ခုနှစ်ဟာသပညာနဲ့ပတ်သက်ပြီးတော့ဘာစုညာစုတွေအပြင် International Songwriting Competition မှာလည်းဟာသနဲ့ဂီတာတစုတွေရထားပါသေးတယ်။ဒီလောက်ဆိုရင်သူ့အကြောင်းကလုံလောက်ပြီလို့ထင်ပါတယ်။ဟာသပညာရှင်ဆိုလို့မျက်နှာပြောင်ဖြစ်အပြုမှုတွေနဲ့ဟာသဖန် တီးတာမျိုးမဟုတ်ပါဘူး။ Sound Effect နဲ့ Microphone တစ်လုံးရှိုံနဲ့ဟာသဖန်တီးတာဖြစ်ပါတယ်။အရင်က Morgan J ရဲ့ show တော်တော်များများကဂီတနဲ့ comedy ကိုတွဲဆက်ပြီးဖျော်ဖြေလေးရှိပါတယ်။အဲဒီကလူကြီးလူငယ်ကြားမမေးဖျော်ဖြေပွဲကိုသွားကြပါတယ်။အခုနောက်ပိုင်းမှာလူငယ်လူလက်ပိုင်း relationship စင်ကဲ FA တွေပဲအသွားများလေးရှိတဲ့ show ပဲဖြစ်လာခဲ့ပါတယ်။သူရဲ့ဟာသဖန်တီးမှုကပရိတ်သတ်နဲ့တိုက်ရိုက်ဆက်တွေ့တဲ့ pocket အမေးဖြေတွေနဲ့ဟာသလောက်တာပါ။တဟာကြိုတင်ဖန်တီးထားတဲ့ဟာသတွေမဟုတ်ပါဘူးအခုနောက်ပိုင်းမော်ဂန်ဂျေးဟာဥရောပမှာဒလကို6.9ချိန်နှုန်းနဲ့ကွန်မတီရှိုးတွေလုပ်လို့ရှိပါတယ်မော်ဂန်ဂျေးရဲ့ဟာသပြင်မှာကရှိုးပွဲလာတဲ့အတွဲတွေပဲဖြစ်ပါတယ် relationship တခုရဲ့ private အထိအတွင်းကြကြ pocket မျိုးနဲ့ဟာတာဖန်သီးလေရှိပါတယ်။ဒီညာအကောင်းဆုံးနေမဖန်သီးဘူးလား။ဘယ်နေ့ရက်တိတ်မှာ far time ပါညာစတဲ့လူကြီးစကားတွေနဲ့ comedy ဖန်သီးသူဖြစ်ပါတယ်။သူရှိဝဲက Ethan ဆိုတဲ့ကောင်လေးနဲ့သူရဲ့ Jeffrey ကောင်မလေးတို့ပွဲဖြစ်သွားတဲ့အကြောင်းကနေလူမှုကွန်ရက်မှာပို့ပြီးနာမည်ကြီးသွားခဲ့ပါတယ်။ပွဲဖြစ်သွားတဲ့ဆိုလို့လူချင်းမင်းတို့ဆိုရှယ်မှာမျောနေတဲ့ချင်းချင်းတူတူရံပွဲတွေမဟုတ်ပါဘူး။ဒီတန်းဆိုတဲ့ကောင်းလေးမှာကောင်းမလေးရှိပါတယ်။ ။အီတန်ကမော်ဂန်ဂျေးရဲ့ကောမဒီရှိုးကိုဂျက်ဖရန်နဲ့လာခဲ့ပါတယ်။မော်ဂန်ဂျေးရဲ့အရှင်ဖောက်မှုကြောင့်ပွဲဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မော်ဂန်ဂျေးရဲ့ကောမဒီရှိုးကပိုပြီးနာမည်ကြီးခဲ့ပါတယ်။ဒီနှစ်ပိုင်းမေလနဲ့ဇွန်လတွေမှာမော်ဂန်ဂျေးရဲ့ကောမဒီရှိုးပွဲတွေကစပိန်နဲ့ဩစတြေးလျမှာကျင်းပပိမ့်မှာပဲဖြစ်ပါတယ်။လူဂျီမီနိုလည်းဂျက်ဖရန်နဲ့သွားမယ်ဆိုရင်အီတန်လိုအခွင့်အရေးမျိုးရနိုင်ပါတယ်။တစ်ဖက်ကလူဂျီမီနိုရဲ့ပါတနာမှာလည်းဂျက်ဖရန်ရှိနေတော့အတုံးဆိုးရင်စရာကောင်းပါတယ်။သူနဲ့ငါနဲ့ရတဲ့ငွေချင်းတွေပဲအဲ့ထက်မပိုဘူးဆိုရင်တော့လူဂျီမီနိုတ िश ူလေးတွေကြိုးဆောင်ထားဖို့အကြံပြုချင်ပါတယ်။ဒီမှာမော်ဂန်ဂျေးလိုရိုက်ရှာပြီးဟာသားတွေကိုလွယ်တကူကြည့်နိုင်ပါတယ်။လင့်တော့ချမပေးတော့ပါဘူး။ ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်။ဒါရင် subscribe လေးလည်းနှိပ်ပေးခဲ့လို့ရပါတယ်။